နီမြောင်းနယ်ရှိစုလီကုန်းကျေးရွာက၅ကြိမ်မြောက်လေကြောင်းတက်ခတ်ခဲ့ရတဲ့တရင်ကုန်းတင်ဆက်ပေးမှာဖြစ်ပါတယ်။သကိုင်းတိုင်းကနီမြောင်းနယ်ရှိစုလီကုန်းကျေးရွာကယခုလအတွင်း၅ကြိမ်မြောက်တက်ခတ်ခဲ့ရတယ်လို့ဒေသခံတို့ကရက်ပီကောတရင်ထဏာကိုယနေ့မနက်ပိုင်းမှာပြောကြားထားပါတယ်။ဒေသခံတို့ကထွက်ပြေးနေကြတယ်၊ကြောက်လဲကြောက်နေကြတယ်၊ပြည်သူတွေနေအိမ်ကတော့အကုန်ပြိုးတယ်၊နွားကနှကောင်တည်တယ်လို့ရက်ပီကောတရင်ထဏာကိုပြောဆိုထားပါတယ်။ရှင်မန်နီ ညနေ၄နာရီခန့်တွင်အချမ်းပတ်စစ်တပ်ကစုလီကုံကျေးရွာကိုလေးကျောင်းကနေလေးကျောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ပြည်သူနေအိမ်များနဲ့ဈေးဆိုင်များက ထိခိုက်ပျက်စီးခဲ့သလိုပြည်သူပိုင်နွားများကထိခိုက်ဒိဆုံးခဲ့ရပါတယ်။ဒေသခံတို့ကနှလုံးကျဲတာရွာမြောက်ကျောင်းနာတလုံးရွာတောင်ပိုင်းနာတလုံးတောင်ပိုင်းကနွားလေးပေါ်ကြလို့နွားတည်တာနောက်ထပ်လာမယ့်တဲ့ရင်ကထွက်နေတယ်။ အရင်ကတယောက်တည်တယ်လို့ဝက်ပြီးတော့တင်ထားတာကိုပြောဆိုထားပါတယ်။အချမ်းဖတ်စစ်တပ်ကစူးလီကုန်းကြီးရွာကိုယခုလအတွင်းတွင် Jet Fighter ပါရာမော်တာနဲ့ drone များကိုအသုံးပြုပြီးလေတောင်းတိုက်ခိုက်မှုကို၅ချိန်ပြုလုပ်ခဲ့တယ်လို့အရက်သားများကထိခိုက်သေဆုံးခဲ့တာတွေရှိခဲ့ပါတယ်။